အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဖတ်ပြပေးရမှာကတော့ဆရာမကြီးလုထုတော်အမပါတာပြန်ထားတဲ့တော်ဆောင်ဆရာရဲ့ဒုက္ခဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ကြပါအောင်ခင်ဗျာ ောချောင်းဆရာရဲ့ဒုက္ခကျွန်တော်နာမည်အပြည့်စုံကဝိရာထတန်ယူပါနို့ပေမဲ့ရွာသားတွေကဆရာကြီးဓာတ်လို့ပဲ တူတူခေါ်ကြပါတယ်ကျွန်တော်ကတကယ်တော့တာမန်မြူနစ်ပယ်ကျောင်းနေမှာစာပြရတဲ့မူလာရန်ပြဆရာငယ်တယောက်တာပါဆရာကြီးလို့ခေါ်တာခံလိုက်ရတော့နည်းနည်းတော့တွေးမြောက်ဆရာကောင်းတာပေါ့လေကျွန်တော်ဘွားကကြီးတော်လဲကြီးပါတယ်ကျောင်းထဲမှာရှိရှိတမျှအလုပ်တွေကို ကျွန်တော်တယောက်တည်းထိုင်ခံလုပ်နေရတာမဟုတ်လားကျောင်းဦးဆရာကြီးဆိုလဲကျွန်တော်ပဲအဖွဲ့ဝင်ဆရာဆိုလဲကျွန်တော်ပဲကျောင်းဆောင်ဆိုလဲကျွန်တော်ပဲအခုခင်မှာကိုယ့်လက်အောက်ကရှိတဲ့အလုပ်မှန်ရင် ကိုသားကိုမီးကိုဆွေမျိုးတွေကိုတော့ခွဲဝေးပေးနေကြတာကိုကျွန်တော်ကဒါမျိုးမလုပ်ဘူးလေအဲအမှန်ကို ပြောရရင်တော့ကျွန်တော်အမျိုးတွေကဒီအလုပ်မျိုးတရားဟောကာမမလုပ်ချင်ကြပါဘူးဘာဖြစ်လို့လဲလို့မေးစရာရှိပါတယ် မလွမ်းလောက်တဲ့အလုပ်ကမလွမ်းလောက်တဲ့အလုပ်မျိုးမဟုတ်ပါအလုပ်မှာအဖော်မရှိဘူးကိုတယောက်တည်းဆိုတာကျင်းစရာတော့ကောင်းတာပေါ့ဒါပေမဲ့ကိုအားကိုကိုရတဲ့အကျင့်လဲရတယ်အလုပ်ဝင်နေရနေပြီးကိုဒုက္ခပေးမဲ့လူလည်းမရှိဘူးကျောင်းအုပ်ချုပ်ရေးပညာနဲ့စီမံခန့်ခွဲမှုပညာတို့ဆိုတာတွေကျွန်တော်မတက်လဲဘာမှအရေးမကြီးဘူးကျွန်တော်အကြောင်းကနာမည်လေးကြာရုံနဲ့ထုတ်တီအော်ပါဖြစ်စင်တဲ့အကြောင်း ဘန်ဒွန်ဘရိုင်းနဲ့ဒုံမောင်း၄၀ကြီးတို့ဒုံဝမ်းတို့နဲ့အခက်ဆန်ဆန်မရှိလားဒီနာမည်ပါပဲကျွန်တော်ကိုဒုက္ခပေးခဲ့တာเจ้าဆရာလောက်ကိုကျွန်တော်ဆရှောက်တော့ဒီအတန်ကိုကြားတာနဲ့ကျွန်တော်စိတ်ထဲတော်တော်စိတ်ကူးရင်မိတယ်ကိုကြက်ရအောင်တော်နိုင်မှုကံကောင်းသူရွေးဝဲကပြည်နယ်အစိုးရယုံမှပြုလုပ်ခဲ့ပါတယ်ကျောင်းဆရာခန့်လို့ဖို့နေရာက90ရှိနေတာပါ။ဇာမေးပွဲမှာအမှတ်အများဆုံးရတဲ့ကျောင်းဆရာက ဒီနေရာ90တဲကအကြိုက်ဆုံးနေရာကိုရွေးပြီးတွားခွင့်ရှိမှာပါကျွန်တော်ကကြက်ကန့်ဆန်အုပ်တို့အမှတ်တွေကအများဆုံးဖြစ်နေတဲ့ဒါကြောင့်ကြိုက်ရာနေရာကို ကျွန်တော်ကပဲရွေးခိုင်းပါတယ်ဒီတော့ဆရာလက်လက်တဲ့အကြောင်းတွေရဲ့နာမည်ဆင်းကို ကျွန်တော်ကရှောက်ဖတ်လိုက်တယ်ဗန်ရီတဲ့ဗန်နာတဲ့ဗန်ဆွမ်းနဲ့ဗန်လန်းနဲ့ဗန်ကော့တဲ့ဒီအကြောင်းတွေပင်သားမှရှိမှန်းကျွန်တော်တကယ်မသိပါဘူး ဒါပေမဲ့သူတို့နာမည်တွေကိုဖတ်ရတာလေခွင်းတွေချတော့တွေချနေတဲ့အလွန်ခေါင်တဲ့နေရာတွေကတွေ့ချောက်ချောက်ကြောင်းနေဖြစ်မှာပဲလို့ထင်မိတယ်။ဘန်ဒွန်ဘရိုင်းဆိုတဲ့ကျောင်းလေးရဲ့နာမည်ကိုဖတ်လိုက်ရတော့ဘန်ကောက်ကဒုံမောင်းကိုတွားတရီရပြီးအဲ့ဒီကျောင်းတွားမယ်လို့ကျွန်တော်ကချက်ချင်းဆုံးဖြတ်လိုက်တာပဲ။အရန်မှတကယ်ကို အရန်ဆုံးဖြတ်လိုက်တာပါ။ကျောင်းကတကယ်တော့ကဘာအစွန်မှာရှိတဲ့လောက်ဝေးပါတယ်။ကျောင်း90ထဲမှာ အဝေးဆုံးအခေါင်ဆုံးကျောင်းမှာစုခိုတိုင်နဲ့ကီလိုမီတာ50 60လောက်ဝေးပြီးတကယ့်ကို အတော်ကြီးခေါင်ခေါင်နဲ့ကမြန်မာနယ်စပ်မှာရှိနေတဲ့ကျောင်းလေးပါကဲသူ့တမိုင်းလေးကိုပြောချအောင်ဆိုရဲဒီကျောင်းဖွင့်တာ10နှစ်ကျော်ပါပြီနှုတ်ပေမဲ့ဒီကျောင်းကိုជីជីမာစတာတစ်ခေါက်တည်းလာဖို့ပါတယ်အဲ့ဒါကျွန်တော်ရောက်စားနေကပါဒီနောက်ဘသူမှမကြွလာတော့ပါဘူး မလာတာလဲအစိုးတော်ဆိုစရာမရှိဘူးပေါ့အလွန်ထူထပ်တဲ့တောကြီးတရားဖြတ်လာရမယ်မိုးရင်းဆိုရင်ရှုံပွက်တွေကခြေချင်လာခဲ့ပြီရောလမ်းမှာညပေါင်းများစွာအိပ်ပြီးမှရောက်တာမိုးကုန်ရင်တော့ဘိုင်းစကင်နဲ့လာလို့ရပါတယ်ဒါမဲ့လမ်းကတဲလဲပေါ်တယ်ပြီးတော့အတက်ကခမများများရယ်ဒါကြောင့်ခြေသလုံးမတောင်းတဲ့လူများအဖို့ခြေချင်းလျှောက်လာရင်တော့အသက်သာဆုံးမှာပဲ ဘန်တုံဘရိုင်းကျောင်းရဲ့ကျောင်းဝင်းကအကျဲကြီးပါဘလောက်ထိကျဲလဲဆိုရင်ကျောင်းဝင်းမြေကိုဒါကျောင်းရဲ့လို့သတ်မှတ်မှုတော့မရှိပါဘူးကျောင်းဝင်းမြေလို့လိုချင်တပါဆိုရင်ချဲ့ကျင်တလောက်ချဲ့ယူပါဘယ်သူကမှမတားစီမကန်ွက်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမြေတွေကဘာမှအသုံးမချပဲကလားကျောင်းနဲ့အနီးဆုံးမှာတောင်ဟောင်းတစ်ခုရှိတယ်တောင်ဘက်ကိုတဖြည်းဖြည်းနှိမ့်လျှော်သွားတာဒါကြောင့်မိုးရွာတယ်ဆိုရင်ရေကဆိတ်ဆင်းသွားတာမို့ ချက်ချင်းချောက်တယ်။ဗန်ကောက်မှလို့ဘွက်တွေရေရနေမရှိဘူး။ကျောင်းအဆောက်အဦကလည်းတောင်ကုန်းလေးကိုနောက်ခံထားပြီးခမ်းမမရက်တည်နေတာပါ။ကျောင်းအရှိမှာတော့ဝါမျိုးပေါင်းဆောင်လာစွာပေါက်ချင်တယ်လို့ပေါက်နေကြပြီးကျောင်းဘီတစ်ဖက်တစ်ချက်မှာတော့တစ်တော်တွေအရန်ခုတ်ခဲ့လို့တော်ပြုံးရကနေအတက်ထပေါက်တဲ့တစ်ပင်ပြိုတွေရှိပါတယ်။ဒီပင်တွေဟာနောက်အနှစ်90ဆိုရင်လူကခုတ်ယူသုံးဆွဲလို့ရလာပါပြီ။ ကျောင်းပတ်ဝန်းကျင်မှာသစ်ပင်ပန်းပင်အလားအပါစိုက်ခြင်းရင်လဲတလုံးတလားစိုက်เสียမလို့ပါဘူးကျောင်းပတ်ပတ်လဲမှာသူ့ဘာသာအလေးချာပေါက်နေတာတွေကိုပဲအမျိုးလဲဆုံးလှလဲလှလို့ပါသစ်ခွအရင်တွေဆိုတာအမျိုးကိုဆုံးလို့ပွင့်လိုက်မှုလဲတာလဲကြိုင်းလို့ဓာရင်ောက်ပင်တွေကလဲလှမလှပေါ်မှာပေါ်ကျောင်းမြေထဲမှာကျောက်စရစ်အဖြူနဲ့အနီလေးတွေကိုလှအောင်ခင်းလိုက်ရင်ကျောင်းဝိုင်းဟာတကယ်တဘာဝဘန်ငင်းနဲ့လှနေမှာပဲအသေးသေးတဲ့ပင်ရှိတယ် နွယ်ပင်တွေရှိတယ်။တချို့နွယ်တွေဆိုရင်ကျောင်းသားတွေတောင်ဒန်းစီလို့ရတယ်။ကျောင်းဆောင်ကတော့ဈေးအကွန်ကျအသက်သာဆုံးနည်းနဲ့ဆောက်လုပ်ထားတာပါ။ဆောက်လုပ်ရေးပစ္စည်းတွေကလည်းအားလုံးဒေတာအတွက်ကြည့်ပါ။ကျောင်းနိုင်16လုံးစလုံးကသစ်သားတိုင်းတွေသစ်သားဆိုရမှာအပင်ကခုတ်ပြီးရေပေါ်မထိုးပါမထိုးအခောက်ပဲခွာထားတာမို့အမြတ်တွေအတက်တွေနေရာကငကိုအတိုင်းဖုန်နေထက်နေခွန့်နေတာမို့ ကျောင်းနိုင်တွေကလောလောနုပညာဆန်နေတယ်။ကျောင်းရဲ့အမိုးကထရွက် ကြီးရကဝါအကားနဲ့ခန်းစည်းကဝါနဲ့ရထားတဲ့ထရံရွှေရောင်ဖောက်ပြီးဖိဖိတောင်းနေတယ်။ဘာစေးမှတုတ်ဖို့မလိုဘူး။တဘာဝအယောင်နဲ့လှလို့ပလို့ကျောင်းရှိမှာတော့တေကန်ကောက်ကောက်ကွကွတွေကိုရွေးပြီးမြေထဲဆိုင်ပြီးတေကန်ကောက်နယ်ပဲတန်းရိုက်ထားလိုက်တော့တမျိုးတပုံဆန်းသက်ပြီး modern art အမြင်နဲ့လှနေပါတော့တယ်။နှုတ်ပြီးမဲ့ ဒါကကဗျာဆန်တလေးနုပညာမြောက်တလေးမော်ဒန်အပ်ဖြစ်တလေးနဲ့ကျွန်တော်ဘာသာဆယ်ခုရင်တဲ့ကိစ္စပါသူတို့ရွာကလူတွေဆယ်ထဲမှာဘလို့ရှိရတယ်မသိပါဘူးကျောင်းတစက်မိတ်ကရေကြရင်ကြားတဲ့ရေကတင်မနေပဲစီးထွားအောင်တစက်မိတ်အောင်မှာမိုးရေစီမောင်တူပီးထားတယ်ပြီးတော့ကျောင်းအဝယ်လမ်းကိုရောင်းစုံကြောက်တုံးလေးတွေကျွန်တော်ကကလေးတွေကိုအကောက်ခိုင်းပြီးအင်္ဂလိပ်စလုံး S ပုံတရံကျောင်းအဝယ်လမ်းကလေးလှုပ်ပြီး တစ်ဖက်တစ်ချက်ကြောက်တုံးနေအစီခိုင်းထားပါတယ်။ကျောင်းရှိရလန်တိုင်းကိုတော့တိုင်ချိန်မှာကြောက်တုံးအရွယ်အမျိုးမျိုးပုံစံအစားအစာကိုစုပုံပြီးစိုက်ထိုးပေးထားတယ်။ကျွန်တော်ကျောင်းအလန်တိုင်းဟာစုခူထန်တနယ်လုံးမှာအမြင့်ဆုံးအလန်တိုင်းမှာချူလာလန်ကုန်တက္ကသိုလ်လန်တိုင်းထက်မြင့်တာလည်းသိကြပါဗျ။ထိုင်းတနိုင်ငံလုံးမှာဒီအလန်တိုင်းဟာအမြင့်ဆုံးပဲလို့တရားရောက်ကပြောလာရင်လေကျွန်တော်ကဟုတ်တယ်လို့ဆိုလိုက်ချင်ပါတယ်။ပြီးတော့ ចောင်းកានနဲ့សាដេងងនេះក៏បែចောင်းណាបឡោសូលុមកជូណៃបែណានេះខុំမျိုးរីមិនហូបបាបបាលុលេសូរោសានថောင်းណេះសុងជីរីឡោអវ៉ាឈីទេតិតារងជីរីគូតបេស៊ីဖြាត់ពីឆាថាដាមុវ៉ាតាសៃងកសិនីដងជីរីស៊ីថាដឡោអំមិយាបាដែរកលីរីក៏ឌីតិតងនេះបំមកថៃណេឌីតងនេះបំមកសាយីទេအမျိုးစုံအသုံးချလို့ရပါတယ်။တခုပဲသတိထားရတယ်။ဒီတုံးကြီးတွေ ခြေထောက်ပေါ်မကြောက်အောင်တော့ဂလူဆိုင်မှရပါတယ်ကျွန်တော်ကြောင်းထဲမှာကြောင်းသား60ကျော်စုပြုတ်ပြီးတွေ့ထားပါတယ်။တန်းတန်းနဲ့နှစ်တန်းကကြောင်းရဲ့ဝဲဘက်ခြမ်းမှာတုံးတန်းနဲ့လေးတန်းကယာဘက်ခြမ်းထဲမှာပါ။ ကျွန်တော်လုပ်နေကြတဏိတာစာစတံမောင်းကပထမဆုံးလေးတန်းចောင်းသားတွေရဲ့ကြောက်တံမောင်းမှာခဏန်းပု္ပ္စာသုံးပု္ပ္သုံးတန်းចောင်းသားတွေရဲ့ကြောက်တံမောင်းမှာ ပု္ပ္စာသုံးပု္ပ္ရှိပြီးသူတို့ကိုဓာတ်ွဲ့ကြလို့ခံရရတယ်။အရာကပြီးမှနှစ်တန်းဘက်ကိုပြေးပြီးထိုင်းစာနဲ့အာရဗီကနန်းတင်းနှစ်သုံးလေးကိုအရေးခံရတယ်။အရာပြီးတော့မှပထမတန်းကိုကူရတယ်။ဒီကလေးတွေကိုအခြေခံစလုံးမတို့ချို့နှစ်ချိန်သုံးချိန်ပါးစပ်ကအော်ပြီး အလွတ်ပေါင်းခိုင်းလိုက်ပြီးမှကျွန်တော်ကကြောက်တင်ပုံမှာရေးပေးပြီးအဲ့ဒါကုရေးချလို့ပြောရပါတယ်။ဒါပြီးရင်နှစ်တန်းကိုပြဖို့လာခဲ့ရတယ်။ဒီအချိန်မှာအမျိုးကောင်းသားလေးများကတက်ကနေတစ်ဆက်အထိကုရေးပြီးလို့တရောင်းနဲ့တရောင်းကြိုက်သလောက်စကားတွေပြောနေကြပါပြီ။ကျွန်တော်ကဇပွဲကိုချိန်နဲ့တစ်ချက်ဗျန်းကနေအတန်ပေးလိုက်တော့ခုနကအတန်လေးအားလုံးဖြုံးဆိုတိတ်သွားကြပြီ။သူတို့လေ့ကျင့်ခန်းစာအုပ်လေးတွေပြကြဖို့ တကားရဲတန်းစီလိုက်တယ်။ကျွန်တော်ကစာအုပ်တန်းကိုအမြန်ဆုံးနှီးနဲ့မှန်တယ်ဆိုတာကိုချစ်ပေးလိုက်တယ်။ဒီအမတ်ဟာကလေးတန်းကိုပြုံးသွားစေတယ်မဟုတ်လား။ကလေးတန်းကလည်းမှန်ကြတယ်လေ။ပြီးရင်အနုတ်ကနန်းသုံးပုတ်ကြောက်တင်မုံမော်ရေးပေးခဲ့ပြီးသူတို့ကိုအတွက်ခိုင်းခဲ့ပြီးတော့တုံးတန်းနဲ့လေးတန်းဘက်ကိုပြန်ကူးခဲ့ပြီးတွက်ခိုင်းထားတဲ့ပုစာတွေကိုကျွန်တော်ကကြောက်တင်မုံမော်မှာတွက်ပြလိုက်တယ်။ပြီးတော့မင်းတို့တွက်ထားတာနဲ့တိုက်ကြည့် မှန်မှန်မှန်ခုပါတာကိုဆက်ကြလို့လဲခိုင်းလိုက်တယ်။လုံနေကြပုံမှန်ကတော့အလေးတချို့အစိုးခိုင်းပုံစံနဲ့ပတ်သက်လို့ရှင်းစရာရှိတာကို ရှင်းပြရတာပေါ့လေ။ဘေးမှအကောင်လုံးဘယ်သူမှလဲဟိအေးကောင်းတယ်။ဘယ်သူကဘဲပုံမှလဲမားတဲ့လူကဆရာတွေ့ပြတာကိုကူပြီးပြင်ကြလို့ခိုင်းပြီးရှင်းစရာရှိတာကိုနည်းနည်းရှင်းပြလိုက်ရပါတယ်။ဒီအချိန်ဆိုရင်ပထမတန်းကလေးတွေစလုံးမောင်းကူတာပြီးနေပါပြီ။ ဒါကြောင့်အချင်းချင်းထိုးကြချိတ်ကြတက်ကြပုတ်ကြဖြစ်နေကြပါပြီ။နားတဲ့ဟာကလည်းမျက်ရည်နဲ့ငိုလို့အော်လို့ပါ။ဂျိန်ကိုလက်လွတ်လို့မရပါဘူး။ဂျိန်နံကြတော့ခဏအဖြစ်မကြည့်တိတ်သွားပြန်တာပေါ့။တုံးတန်းကိုပြန်ရောက်တော့သူတို့ပို့စာလေးတွေကိုဖြည့်ရှင်းပေးလိုက်တယ်။အရာပြီးရင် အလွန်စိတ်ပါလက်ပါစကားလက်ဆောင်ကြနေကြတဲ့လေတန်းသားတွေစီကိုပြန်ဝင်ရပါတယ်။သူတို့ကတော့တယောက်စီမှာတော့ထဲတာရှိတဲ့ထိုင်းဖက်စာအုပ်ကိုအဖက်ခံရပါတယ်။ အဲ့ဒီတော့ကလေးတွေကဒါသူတို့လည်းပဲဆရာကိုကလေးစားချိန်မဲလို့အောင်းမိတယ်ထင်ပါရဲ့ဖက်စာတွေကကြပြကိုကျွန်တော်အုံနောက်ပြက်လာအောင်អော်ပြီးဖက်ရှားပါလေရောဒါနဲ့ပဲဟစ်ကောင်းလေအပြင်ထွက်ပြီးအဲ့ဒီတစ်ပင်ရိတ်တွေအောင်းမှာဖက်ချီချကွာလို့လွတ်လျားပါတယ်အလုပ်ဖြစ်ပါတယ်သူတို့ចောင်းမြင်ရောက်တော့ဆရာလက်ဆွဲစာအုပ်ကိုဖွင့်လိုက်ပါတယ်ဒီစာအုပ်လဲဘာသာစုံတအုပ်တဲ့စုပေါင်းထည့်ထားတဲ့စာအုပ်ပါ ဒီမိုကရက်တစ်အစိုးရရဲ့မူဝါဒများဆိုတဲ့အခန်းကိုဖွင့်လိုက်ပြီးဓမြနာလုံးကိုကြောက်တင်မုံမမရေးချပေးလိုက်ပြီးကဲအဲ့ဒါကူကြလို့ကျွန်တော်ကအော်ခမ်းလိုက်တော့ကလေးတွေအားလုံးကယူယူချူချူလိုက်နာကြပါတယ်ဒီအချိန်ရောက်တော့ကျွန်တော်လေချောင်းကကွဲမတက်ချောင်းနေပါပြီခေါင်းကလည်းတတိတ်တွေထိုးနေပါပြီဒါကြောင့် explain စိနှပြကိုចောင်းငန်းတောင်းကမြေတော့ရေဦးရကမိုးရင်နဲ့တောက်ချလိုက်ရပါတယ် ချောင်းတစ်ချက်လောက်ဆိုးလိုက်ပြီး secret ကိုမင်းညိပြီးတော့တဖန်တစ်ပါးတောက်ပြီးတော့နှစ်တန်းဘက်ကနန်းအတွက်နေရာကို မလှည့်လိုက်ရခင်ပထမတန်းကကောင်လေးဝိုင်းអော်စရာရအောင်ကြောက်တယ်မုံမမာဆလုံးမောင်တို့ကိုရေးပေးပြီးကုစားဟေးလို့ပြောလိုက်တယ်အဲ့ဒါပြီးရင်တော့လေးတန်းမှုအချိန်ရောက်ပါပြီဒါကြောင့်ကြောက်တယ်မုံပေါ်မှာဖွဲ့စည်းပုံအခြေခံလွတ်လပ်ခွင့်နဲ့ထိုင်းလူမျိုးတို့ရဲ့လူအခွင့်အရေးများကိုကူရေးပေးလိုက်ပြီးကလေးတို့ ကူးကြခွာလို့ခံရပြန်တယ်။ကျွန်တော် secret ဆက်သားလို့ကုန်တဲ့အချိန်မှာနေ့လယ်ကြောင်းစင်ကြီးတိုင်သွားပါပြီ။ဒီနေ့နဲ့မနက်ပိုင်းကြောင်းတဲ့အချိန်များကိုကုန်လွန်စေရပါတယ်။ကျွန်တော်စာတင်ကြားပြသပေးနေပုံနဲ့ပတ်သက်လို့ဘာမှအသုံးမချဘူးခင်းနောက်ကြတယ်။သိညာဖြစ်တဲ့တင်းဒီစားတဲ့ဖြင့်ဘ누구ကမစိုးကြိုက်သလိုဝေဖန်မှာကျွန်တော်ကိုယ်တိုင်တင်ကြားတမ်းမြောက်ခဲ့ရတာကမှဒီလောက်မမြင့်ဒီလောက်မကောင်းငယ်ပဲနဲ့ ကျွန်တော်ကဘယ်ပညာရေးပါဒဂူတရားလို့တင်ပြရတာပါမလို့ကျွန်တော်ဆရာတွေကကျွန်တော်ကိုတင်ပြပေးလိုက်တယ်လို့ကျွန်တော်တို့ကိုတင်ပြပေးတာပဲဟာကျွန်တော်အကြောင်းကလေးလို့ကြောင်းပါထိထက်ဘိုးပြီးရှုပ်ထွေးပွေလီတဲ့တင်ပေါ်တင်နေတွေလည်းလှုပ်လို့ရနိုင်မှာမထင်ပါဘူးကျွန်တော်ဘန်ဒုံပရိုင်မာ၅နှစ်ကျော်လောက်အကြောင်းဆရာလုပ်ပြီးတဲ့အခါမှာတော့တခါတလေရေငတ်ပြေလေးတောက်လို့ကောင်းတဲ့အော်လီယန်ဆိုင်ကလေးတစ်စံတလေရှိတဲ့ ညုံနာနေနေចောင်းလေးမျိုးကိုဖြောင်းရွှေ့ခြင်းပါတယ်။အနှုတ်ပေမဲ့ကျွန်တော်နေရာကိုလာမဲ့လူစားမရလို့တဲ့။အော်လျန်ဆိုတာတရုတ်ဆိုင်ကရောင်းတဲ့နှုတ်မပါတဲ့ကော်ဖီပြင်းပြင်းကိုတရားနဲ့ရေခဲနဲ့တောက်ရတဲ့အေးအေးတောက်စီရပါ။ကျွန်တော်ဒီရွာကမှပြောင်းနိုင်တော့ကျွန်တော်နဲ့ဒီရွာသားတွေနဲ့လေဝင်းဖက်ကြည့်တဲ့ငတငယ်ချင်းတွေလိုတင့်မြတ်နေကြပါတော့တယ်။ဘန်တုံပရန်ရွာသားရဲ့ဘွားကလည်းအပူအပင်လုံးဝမရှိ။ တောကခင်းကြလွန်းလို့သူများတွေမနာလို့တူရှိတော့လဲဖြစ်လောက်ရှားပါပဲသူတို့ရွာလေးကတောင်ချီမှာမျက်နှချင်းဆန်နှစ်အိမ်နဲ့အင်ချီ65အိမ်ရှိတဲ့ရွာကလေးပါသူတို့ရဲ့အဓိကစီးပွားရေးကလဲရဆိုင်ပြိုးရေးပါအဲ့ဒီတော့လဲဆိုင်ပြီးတဲ့အချိန်ကစပြီးမရိတ်သိမ်းရမချင်းအားနေလိုက်တဲ့သူတို့ဘွားကို ကျွန်တော်ကမနာလို့တူရှိဖြစ်မိတာအေကံပါသူတို့ကအဲ့ဒီရက်တွေမှာ တနေ့လုံး တောက်စားပြောပါရင်အချိန်ကုန်ကြပါတယ်။တောက်လိုက်ကြပုံများကတော့သူတို့လေချောင်းတွေနဲ့အစာရင်တွေဟာကျေးနီပြားတွေများခန့်တာလေသလားအောင်မရပါတယ်။ဒါလောက်တောက်စားနေလို့အသုံးဖြုန်ကြီးလာတယ်လို့မထင်နဲ့သူတို့တောက်တမအရအားလုံးအိမ်နှင်းဖြစ်ချည်ရပါ။အိမ်တိုင်းမှာကိုလုံနေတဲ့လေခွက်ထဲမှာငချိတ်ကောင်းချင်းလေးတွေတစ်ခွက်စနှစ်ခွက်စနှစ်တိုင်းထည့်ဆိုင်ပါတယ်။အရာဟာမိတော့ရက်စိန်မှုတသက်ပါ။ သူတို့မှာဒီတောက်ပွဲဟာနေတိုင်းကျင်းပတာဖြစ်ပြီးဒါပဲသူတို့ရဲ့ပေါင်းတင်ဆက်ဆံရေးဒါပဲသူတို့ရဲ့ပျော်ရွှင်မှုဒါပဲသူတို့ရဲ့အပန်းဖြေနားနေရအလုပ်ပါဒီရွာသားတွေအဖို့ခွေရကအတင်းပြောချင်းတစ်ဖက်သားကိုမကောင်းချင်ချင်လည်းမရှိပါဘူးပျော်ပျော်ရွှင်ရွှင်စူပေါင်းစားတောင်းနေကြတာပဲသူတို့စိတ်ထဲရှိတာအရက်ဝင်ပြီးရင်អော်ကြီးဟဲ့ချက်ဖွင့်ပြလိုက်မှာပဲအဲ့ဒီမှာအဆိုးဆုံးဖြစ်နေတာက ထိုင်းထုံးစံနဗန်းတပ်ဖွဲ့အတီဖြစ်ရှင်ဖြစ်မယ်ဒီမှာလူတက်မှုဖြစ်ဘူးတယောက်ကိုတယောက်မချေနှက်တာက အမူးဖြီတော့အိမ်မက်လိုပျောက်သွားပြီမို့ကလေးစားချီတယ်ဆိုတာလည်းမကြောက်ဘူးကျွန်တော်ဒီရွာရောက်ပြီလို့၄နှစ်ကြာတော့ကျွန်တော်လည်းဒီရွာကအရက်ကိုဆွဲလာပြီလို့ပြောရတာမှာပဲတောင်းနေကြအချိန်တိုင်းလာရင်ကျွန်တော်ဘိုက်ကဂျန်နဘုံထပြီးပြောင်းဆန်အောင်တောင်းဆိုလာနေပါပြီ။ ီလိုဖြစ်တာဟာတကယ်တော့ကျွန်တော်အားနဲ့ညံဖြင်းချက်ကြောင့်ပါသူများကတိုက်လာရင်ကျွန်တော်ကဘလို့ညင်းရမှန်းမသိဘူးမညင်းရဘူးသိအားနာတတ်တာရောက်စားပထမနှစ်တုန်းကအားနာလို့တစ်ဆက်နှစ်ဆက်မျိုးချမိရင်အမလီလေချောင်းတစ်ချောက်လောင်ဆင်းသွားလိုက်တာမိထတောင့်နေတဲ့မှတ်ရပါတယ်ဒူရီယာနဲ့ရောက်တော့တကြိုက်ချင်းတော့ရလာပါပြီကျွန်တော်ကဒီလောက်လေးမှမစွမ်းရင်လဲ မိမတို့တွေကတော့ကျွန်တော်အပေါ်မထေမဲ့မြင်စော်ကားမော်ကားလှုပ်ချင်လာကြပြီဟာကိုအဲစတုထားနေရောက်တော့ကျွန်တော်ကအသာဝိစာတို့ရနေပါပြီဘယ်မိမကမှကျွန်တော်ကိုလာလေတတ်သိရှိရင်ပြိုင်တော့ရအောင်လို့မချဲရတော့ပါဘူးတော်လုံးအကြီးဆုံးဆိုတဲ့လူများနေတော့ရှင်ပေါင်တန်းနေပါပြီသူတို့အထက်ကမြေကျွတ်တွင်ကြီးလို့နာမည်ကြီးလာတဲ့အိုက်ဓွားနဲ့ပြိုင်တော့ကြရမှာတော့နိုင်တယ်လို့အဆုံးအဖြတ်မပေးနိုင်လောက်အောင် ကျွန်တော်တို့နှစ်ယောက်လုံးမြေပေါ်လှိမ့်နေကြတာပဲဟာအဲ့တော့အကြောင်းစကားဆက်မိလို့ပြောရအောင်မယ်ဒီကောင်ကဒီရွာမှာကျွန်တော်အရင်ခြားဆုံးမိတ်ဆွေပါ ဒီတွေအားလုံးမှာကျွန်တော်ကလည်းအိုက်ဒွားထပ်ပိုခင်မင်းနဲ့လို့မရှိပါဘူးအိုက်ဒွားကလည်းကျွန်တော်အပေါ်ဒီအတိုင်းပဲဖြစ်မှာပါ သူကအခုမှ အသက်22နှစ်ရှိသေးတာကျွန်တော်ထပ်9နှစ်လုံးလုံးငယ်ပါတယ်ဒါပေမဲ့တော့မှနေတဲ့အသက်22နှစ်သားကမြို့နေအသက်40ရွယ်လောက်တဲ့အငယ်မင်းမထင်ရပါဘူးအလုပ်ပင်ပင်မမှန်လုပ်ရလို့ဒီလိုအိုးစားသလားတော့ပြောတတ်ပါဘူးသူတို့ကိုယ်တဲ့အရက်အဝင်များလို့ဒီလိုအိုးစားသလားလဲပြောတတ်ပါဘူး အိုက်တွားကအရက်ကလည်းအပူလေးရဲ့သူ့ခန္ဓာကိုယ်ကအချိုးစားကြတာမဟုတ်ဘူးခါအထက်ကကိုပိုင်းကအလွန်တောင်နေပြီကားအောက်ပိုင်းကအပေါ်ပိုင်းနဲ့မလိုက်အောင်တိုးနေတဲ့လူအဲ့ဒီတော့သူ့ကြည့်ရတာကျွဲလိုပဲအပေါ်ကိုကြီးကကြီးနေတောင်နေတလောက်အောက်ကခင်းတူတူလေးမှုအယုတ်တတော်ဆိုပါတယ်သူ့ခေါင်းကလည်းအသုံးချတာနဲလာပေမဲ့အလွန်ကြီးတဲ့ခေါင်းမှာ သူ့ခေါင်းဟာအီးဝမ်နဲ့အခြေချ ညတိညက်ပက်ကဗျာအလင်ငါမျိုးအပြိုင်ရွတ်ဖက်ကြတာကလွဲ့ရင်တခြားဘာမှအသုံးကျတာမဟုတ်ပါဘူးအိုင်ရွားကလူဘလောက်ရိုးဆိုးအကြီးတန်းလို့ရွာခွေးကတောင်မြင်မြင်ကတ်လို့ဟောင်းဟောင်းသူ့တံမာတောင်တန်းမှုမျိုးနဲ့အရေးဟဲ့အကြောင်းဟဲ့ဆိုရင်သူ့ပါဇက်ကပြောတတ်ဆိုတတ်မှုကရွာထဲကမိမတို့များကိုစိတ်ဝင်စားစေနိုင်တဲ့လူပါပြီးတော့အိုင်ရွားရိုးတာရက်ရောတာကလည်း အယုတ်ဆိုးမှုကိုဖုံးကွယ်စေနိုင်လောက်အောင်ရှိပါပေတယ်။သူက ကျွန်တော်ကို သူ့မိပါလို့ချစ်တာပါ။ကျွန်တော်အတွက်ဆိုရင် သူ့အသက်ပေးဖို့တော့အဆင်နဲ့ရှိပါတယ်။ကျွန်တော်ကိုကျေးဇူးတင်လွန်လို့တဲ့။အိုက်ဒွားရဲ့ထွန်းပနေတဲ့ချစ်စရာဒီအရေးအတွေးတွေဟာပညာရေးနဲ့ဘာမှမဆိုင်ဘူးနော်။သူ့မှာပညာနဲ့ပတ်သက်လို့အာသုံးလုံးကြည်ယုံတာရှိတာ။အိုက်ဒွားကငှက်ပြားနဲ့တည်တော့မယ်ဖြစ်တဲ့အချိန်ကစပြီးကျွန်တော်ကျေးဇူးများ သူ့အပေါ်မှာရှိတယ်လို့ယူဆထားပါတယ်။ခင်ဗျားတို့သိတဲ့အတိုင်းပဲတရွာလုံးကနတ်ကိုယုံကြတယ်ကိုးကွယ်ကြတယ်။ရွာထဲမှာဆိုရင်နတ်စင်လေးတွေဟိုနားတစ်ခုဒီနားတစ်ခုပြည့်နေတာပါ။ကြောက်ပေါ်နဲ့တဲ့ကြောက်မဲနဲ့တဲ့သူတို့နာရင်ဖျားရင်ဖန်းစားတဲ့မကောင်းဆိုးဝါးတွေကိုဒီနတ်တွေကမောင်းထုတ်နိုင်တယ်လို့ယုံကြတယ်လေ။အဲ့ဒီလိုမောင်းထုတ်ပြီးစင်အောင်ဒီနတ်တွေကိုလွမ်းလောက်တဲ့အတင်အသားတွေနဲ့ ပူဇော်ပသရတယ်။ဥပမာဆိုပါတော့မီးတော့ရေတပလင်းနဲ့ချက်ကောင်လုံးပြုတ်ဒါမှမရရင် မီးတော့ပုံနဲ့ဝက်ကောင်လုံးပြုတ်ပေါ့။အလွန်ဆိုရင်ပွဲကောင်းလောက်အောင်နာမချမ်းဖြစ်ပြီးဆိုရင်တော့အရက်၅စီနဲ့နွားတကောင်ဆိုတာမျိုးတင်သားရတယ်။ဒီအတင်အသတွေကိုသူတို့နှက်တွေကအငွေဒါစားတာတောက်တာဖြစ်လေတော့နှက်တွေလည်းစားတော့တောက်တော့ခေါ်လို့ပြီးပါလေရော။ဘာမှမလျော့ပါတဲ့အစားစရာတောက်စရာများကို ရွာလူရွာသားအလုံးကတပြောတပားကြီးစားကြတော့ကြတာပါပဲအဲအဲ့ရွာနေမကောင်းတော့အရက်လည်းဆယ်စီရှိပါပြီကျွဲလည်းနှစ်ကောင်ရှိပါပြီဒင်နာတတာနှုတ်ပေမဲ့နှက်တွေကမတော့မမှုပါဘူးခေါင်းမှလိုက်တာအဲ့ရွာကဖြင့်ဒီကာနေနေပြီအဲ့ဒီမှာကျွန်တော်ကကြည့်မနေနိုင်တာနဲ့ပြစ်စာနုလာဘက်ကိုလာသွားတဲ့ငှက်ပြားနေနေအဖွဲကပေးထားတဲ့အစီပြားလေးတွေကိုတိုက်ရတယ် အတော်အတင်ဆေးဝင်အောင်နဲ့အိုက်ရွားကတတ်တာလာပြီတတ်တာတယ်ဆိုရင်မဲအိုက်ရွားကသူ့တေရွာပြန်ဖြစ်ပြီလို့သိလိုက်တယ်ဒါကြောင့်မူလားကလည်းနတ်နှစ်ပါးကိုတဲ့ယုံကြည်မရှိတာကလည်းတကြောင်ကျွန်တော်ဆေးက သူ့ငှက်ပြားကိုနိုင်လိုက်တာကလည်းတကြောင်နှစ်ခုပေါင်းပြီးကျွန်တော်ဟာသူ့အသက်တခင်မဲလို့သူကအတိမတ်ပြုလိုက်တယ်ဒါကြောင့်ကျွန်တော်အပေါ်ကိုကျေးဇူးရှင်အနေနဲ့အလွန်ရိုရိုးတမှုရှိတာပါ အိုင်ရွားကတာပါတခြားလူတွေကဒီဆေးပြားငယ်လေးစီနာကြောင့်အိုင်ရွားကျမ်းမာလာတယ်လို့မယုံပါဘူးကြောက်ပေါ်တခင်နဲ့ကြောက်မယ်တခင်မတို့ဆောင်းမလို့အခုလိုအန်ဟောစပွဲနေပြန်ကောင်းသွားတယ်လို့ယုံပါတယ်ဒါကြောင့်အိုင်ရွားစီကအရက်ဆယ်စီနဲ့ကျွဲနှကောင် နောက်ထပ်တောက်ကြစားကြပါသေးတယ်။သုံးနည်းနဲ့သုံးညမိုးမလင်းတဲ့တောက်ကြတာဖြစ်လို့နဗန်းပွဲကလေးတွေသုံးပွဲလောက်တော့ကြည်လိုက်ကြရတဲ့ပေါ့ အဲ့ဒီဘွဲမှာတကြီးလဲလဲလို့ကွဲလို့ခေါင်းမှာလဲဒဏ်ရာရလို့တကြီးတမိလဲထမင်းတအိုးပြီးတအိုးချက်ကျွေးရလို့ခြေကုန်လက်ပန်းကြပြီးငိုးပါယူရပါတယ်ပြောပြောနေတေကမိုးဆိုးမဤဝန်ကတော့ယောက်ျား9ယောက်နဲ့တွဲပြစ်လိုက်ပါတယ်အဲ့ဒွားတို့ဆိုတာဤဝန်နဲ့ဘလောက်များဆိုရပြောရတာမသိအတန်ကိုကွဲလို့နားလို့တကြီးကတော့စားဖို့မိနေလောက်အောင်ပြောပါနေလို့တဲ့ဘွဲတတရားနေမှာ အာဟာရပြတ်ပြီးသတိမေ့သွားတာဘုံဘုံလဲပါတယ်။အဲဒါကြောင့်နတ်ကတော်နဲ့မှော်ဆရာတို့အလုတ်ပေါ်လာပြန်ပြီးတကြီးတို့မိသားစုကိုဖမ်းဆားနေတဲ့မကောင်းဆိုးရွားများကိုနှင်ဖို့ကြိုးပမ်းရပြန်ပါတယ်။နတ်ကတော်များမှော်ဆရာများက အရက်၅စီနဲ့ဝက်များကိုပသရမယ်လို့အဟောထွက်ပြန်တယ်။အဲ့ဒီပွဲကိုတော့နောက်လာမှာပသပူဇော်ဖို့ရွှေဆန်းလိုက်ရတယ်။ဘာလို့လဲဆိုတော့အရှင်ကြီးရှင်ကောင်းတွေအားလုံးမှာ လိုရာထထောင်ပိုနေအောင်တော့ဒီလာပတာပြီးနေပြီမဟုတ်လားဒီရွာမှာနေကြလာတော့ကျွန်တော်လဲဒီရွာကဒလိဆက်တွေကြားထဲမှာရေးပြပြငားပြပြနေတတ်ပါပြီကျွန်တော်အဖို့လာကထုတ်ဖို့အစည်းဝေးတက်ဖို့မြို့ကိုတွားရတဲ့အခါလောက်ပဲသူတို့နဲ့အကင်းကွာမှုရှိပါတော့တယ်မြို့တွားရတာက အသွားအပြန်ဆိုရင်9ရက်ကြာပါတယ်ဒီနေ့ရွာကထွက်သွားရတာ9ရက်အကြာ ကျွန်တော်ဘရုံဘရန်ကိုပြန်ရောက်ပါပြီ။ရောက်တယ်ဆိုရင်မဲကျောင်းကိုစောလဲမစောနောက်လဲမချပဲကျွန်တော်ကျောင်းတက်လာခဲ့ပါတယ်။ကျောင်းတက်လာတဲ့ဆိုတော့ကျွန်တော်ကျောင်းရဲ့ကျောင်းတက်ချိန်သတ်မှတ်ထားရပုံကိုနည်းနည်းပြောပါအောင်မယ်။ကျောင်းသားတွေနေကြတာကကျောင်းနဲ့အဝေးကြီးပါ။တချို့များကျောင်းနဲ့ကီလိုမီတာအများကြီးဝေးပါတယ်။ပြီးတော့အချိန်နိုင်နဲ့ပတ်သက်လို့လဲကျွန်တော်မှာပြဿနာရှိပါတယ်။ကျွန်တော်ကကျောင်းကိုစောစောရောက်ရင် ចောင်းသားကနောက်ကြတယ်။ចောင်းသားကစောစောရောက်ရင်ကျွန်တော်ကနောက်ကြတယ်။ဒီအရက်မှာအချိန်စကားပြောရတာကလည်းနေအလင်းအောင်တဲ့စကားပြောရတာပါ။မိုးတွေအုပ်နေတဲ့နေ့ဆိုရင် မနက်9:00နာရီဆန်းနာအထိចောင်းသားကတရားအောင်မှចောင်းမလာသေးဘူး။အဲနေတာတဲ့နေ့ဆိုရင်ချက်ဦးတို့မှရောက်လာတဲ့ចောင်းသားကရောက်လာပြီ။အဲဒီတော့ကျွန်တော်ကအဖြေချတယ်။ចောင်းမှာចောင်းသားအဆုံရောက်တယ်ကျွန်တော်ရောက်တယ်ဆိုရင်ចောင်းတက်တာ ဲ့ဒါအเจ้าစချိန်ပဲအဲ့ဒီအချိန်ကစပြီးတင်လိုက်ကြတာဘိုက်ထဲကတချို့ချို့မြည်ပြီးကျွမ်းတပုံထားကြတော့ထမင်းစရအောင်နေချောင်းဆင်းလိုက်ရောဒီလိုလို့ရတာတခြားကြောင့်တော့မဟုတ်ဘူးကျွန်တော်ရွှေလက်ပတ်နာရီကဘာမဆိုသူ့တဘောဆက်ကသွားခြင်းတဲ့အခါသွားနေမယ်ရက်ခြင်းတဲ့အခါရက်နေမယ်ကြားနေတဲ့ကောလာဟာလာအတိုင်းကျွန်တော်လက်ကတိုးမယ်ဆိုတာမှန်ခဲ့ရင်ကျွန်တော်နိုင်အစ်တဝယ်မယ်လေခဏိတော့ဘလို့ဖြစ်တယ်မသိဘူး ောင်းထဲမှာရောကျောင်းအနီးပါမှာရောကျောင်းသားတယောက်မှမြင်ရတာမရှိဘူးဒါကြောင့်ကျောင်းခေါင်းလောင်းအဖြစ်သုံးနေတဲ့တရင်များတန်ကြီးတက်ကြီးကိုတန်ကျောင်းနဲ့အချင်းချင်းခောက်ပြီးတောင်ကြားတရိုးလုံးကျောင်းအတန်ပေးပြီးမဲ့လက်သာနာလာတယ်ကလေးတွေကတော့တကောင်တမီမှပေါမလာဘူးဆရာကြီးအဲ့ဒါကြီးဘာလို့သိနေတာလဲလို့မေးတန်ကြားလို့လှည့်ကြည့်လိုက်တော့အိုက်ရွားခမညာတရင်များရှိမှစိုက်စီထားတာနဲ့တူတဲ့ သူ့လွားကြီးတွေအကုန်ပေါ်အောင်ပါဇက်ကြီးဖျဲ့ပြီးပြုံးလို့ဟာဘာလို့မတိရမှာလဲငါရောက်နေပြီလေကျောင်းသားတွေတယောက်မှမလာသေးလို့တကြီးကကျောင်းတစ်ပတ်လုံးပိတ်ထားတယ်လို့ပြောတယ်ဗျလို့ပြောပြီးထုံးစံအတိုင်းဝမ်းသာတဲ့အခါရဲတဲ့သူ့အတန်ကြီးနဲ့ရဲပါတယ်ဘာဖြစ်လို့လဲကွာမနေ့ကကျောင်းသားတွေအာလုံးလာကြတယ်ဗျဆရာမရှိတော့ခြေကုန်လက်ပန်းကြတဲ့အထိဆော့နေကြတယ်ဗျဟာ ဒါပေမဲ့ငါက9ရက်နေမှအကြောင်းပြန်တက်လဲကြလို့မှားခဲ့တာပဲကွာဒါတော့ကြုံလဲဘဲသိမလဲတကြီးကဒီလမ်းကိုတမင်ပြစ်ထွက်ရင်အเจ้าကိုတွေ့ရတော့ဇရာမရှိရင်အเจ้าခုနရပိတ်ထားဆိုပြီးအမိန်ပေးရတာအဲ့ကောင်းကွာဆရာကြီးကမကြိုက်ဘူးလား secret လေးပေးပါအောင်ကျွန်တော်မြို့မှာအစီဝေးတက်ခါတုန်းကဝယ်တောက်ခဲ့တဲ့ secret delay တဲ့ဂျန်နေတာကို ရှာဖွေပြီး အိုက်ထွားကိုပေးရပါတယ် အိုင်ရွားကမင်းညိပြီးအားရပါရရှိုက်ရင်စိတ်ပါလက်ပါကြီးပြောနေပါတယ်။ပြီးမှလာဆရာရဲ့ကျွန်တော်တို့ပြောချင်အောင်ဘယ်လိုလဲကွာ E1C ပေါ့တောင်းရင်စားရင်လေအိုင်ရွားကကျွန်တော်လက်ကိုဆွဲပြီးကြောင်းနဲ့ဝေးရကိုခေါ်သွားပါပြီ။အစိုးရလာကရိတ်ခါကိုစားရင်ရက်တစ်ပတ်ပျော်ပျော်ပါပါနေလဲရအောင်ပါပေါ့လေ။တော်ကြောင်ဆရာရဲ့ဒုက္ခအဖုံဖုံနဲ့ကဒါကတော့

ဆက်စပ်အရာလည်းဂရုစိုက်ကြပါခင်ဗျာ။